ယူကရိန်းနယ်စပ်နဲ့ထိစပ်နေတဲ့ရုရှားဒေသတစ်ခုမှာမေ31ရက်ကတရားတစင်းဟာမင်းရထားတန်လန်းပေါ်ကျူးကြပြီးလူခုနှစ်ဦးထပ်မင်းနဲ့တင်ဆောင်ခဲ့ကြောင်းတာဝန်ရှိသူတွေကပြောပါရယ်ဒီဖြစ်စဉ်ကြောင့်နယ်စပ်မြို့ကလီဘိုမိုကနေမော်စကိုမြို့တော်ကိုသွားရောက်နေတဲ့ရထားတစင်းဟာလမ်းချော်သွားခဲ့ကြောင်းအာဏာပိုင်တွေကပြောကြားခဲ့ပေမဲ့လည်းအသေးစိတ်ပြောကြားထားခြင်းမရှိတာဖြစ်ပါရယ်နိုင်ငံပိုင်ရုရှားမင်းရထားလိုင်းကပိုင်ဆိုင်တဲ့မင်းရထားတစင်းဖြစ်ပွေရှိတဲ့အရာဝတ္ထုတစ်ခုအပေါ် အုတ်ကျိုးအုတ်ပဲ့ကြီးတွေပြီးနေတဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်သားတွေကိုညီကယ်ဆယ်ရေးပြုလုပ်နေကြောင်းလူမှုမီဒီယာမှာပြန့်နှံ့လာတဲ့ဗီဒီယိုတွေမှာတွေ့ရပါတယ်။မီးရထားလမ်းကြောင်းပေါ်ဒရားတစင်ကျိုးကြလို့လူခဏဦးတည်ဆုံသွားပါတယ်လို့ Brandset Data အုပ်ချုပ်ရေးမှူး Alexander Bogomas ကဆိုပါတယ်။ကလေးသုံးအပောင်ဝင်လူ66ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့၎င်းကဆိုပါတယ်။တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာတရားမဝင်ဝင်ရောက်ဆွတ်ဖွဲ့မှုကြောင့် လူကူးတရာကြိုးကြမှုဖြစ်ပွားပြီးခီးတဲ့တဲ့ရထားတစ်စီးလမ်းချော်သွားရတာဖြစ်တယ်လို့မော်စကိုမီးရထားလိုင်းကထုတ်ပြန်ထားပါတယ်။